ခင်မောင်လွင်ဘာမှမပြောတတ်တော့ဘူးဒီထက်လဲရှင်းပြမတတ်တော့ဘူးသူရှင်းပြလဲဘသူမှယုံမှမဟုတ်ဘူးဆိုတာသဘောပေါက်သွားတယ်တကယ်တော့ခင်မောင်လွင်ငောင်းဝယ်ကြိုင်ကိုချစ်ခဲ့တယ်ကန်အော်လီယောစွာပွင့်လင်းတဲ့ချစ်သူဘဝကိုတော့မရောက်ခဲ့ကြဘူးဒီလိုနဲ့သူအလုလိုဖို့ရန်ကုန်ကိုသွားတယ်အစိုးရပိုင်းဆိုင်ယုံတို့ခုမှအလုဝင်လုတယ်အဲ့ဒီမှာစေယုံကအလုတမလီအုံးခင်မြန်နဲ့ဆုံတွေ့ကြတာပါ ။အုံးခင်မင်းကဖြစ်ရှိဥစ္စာနွမ်းပါသူဖြစ်ပေမယ့်သူ့ဤအမှုရာကတော့ပြောစရာမရှိအောင်ရိုသားတည်ရင်စုဖြစ်သည်။ဝစားရှင်ရင်ဟန်ကလည်းစင်ရွှေငွေဝစ်စင်မထားပေမယ့်ရန်ကုန်သူပြည်ပြည်လှအောင်ရင်အောင်ဝစ်စားပြင်ဆင်တတ်သူပါ။သူ့ယူရီကလည်းရှုခင်စပွဲချောမောလပ်ပါတင့်တဲ့သူဖြစ်သည်။မြင်ရသူဤဘဝကို chicken ဆွဲလန်းစီဖွပေါ်လာအောင်ဆွဲဆောင်နိုင်စွာရှိသူဖြစ်သည်ဒီအချက်တွေကငငွေကြိုင်တဲ့ဝေလူ မိဝီချေပမာဖက်နေသည့်ခင်မောင်လွန်၏အတဲနှလုံးတွေကိုပျော့ပြောင်းသွားစေခဲ့တယ်။နူးညံ့သွားစေခဲ့တယ်။ခင်မောင်လွန်ဟာအင်းကငါငွေကြိုင်ကိုချစ်ခင်နေတတ်ခဲ့တယ်။အခုအုံးကမြစ်ကိုတွေ့တော့လဲချစ်စစ်တွေပေါက်ဖွာလာပြန်တယ်။ဒါဟာအချစ်ဤစံညယ်မူလားဒါမှမဟုတ်ခင်မောင်လွန်ဤစံညယ်မူပဲလားဘသူမှမပြောနိုင်ဘူး။ခင်မောင်လွန်ကိုယ်တိုင်လည်းမသိဘူး။ဘလို့ပဲဖြစ်ဖြစ်သူ့အုံးငယ်မြင့်ကိုချစ်နေပြီ။ဒီဒီချင်းတော့သူမအတော့မဟုတ်ဘူး။ ဘေးကနေဝိုင်းဝန်းထုံးပူဖြစ်နေသည့်အပေါင်းတင်းဒီကြောင့်လည်းဖြစ်မယ်။သူ့အုံငယ်မင်းကိုချီရဲဆိုဖြစ်သွားတယ်။အချိန်ကာလတစ်ခုကိုစောင့်ဆိုင်ပြီးချိန်မှာအုံငယ်မင်းစီကတုံ့ပြန်မြေတာကိုရရှိခဲ့တယ်။အဲဒီနောက်မှာသူတို့လက်ထပ်ဖြစ်သွားတယ်။ခင်မောင်လင်းကြီးမိဘတို့ရန်ကုန်ကိုလိုက်လာပြီးတင့်တင့်လျော့ဖန်ဆွားမင်္ဂလာအခမ်းအနားကျင်းပပေးတယ်။ရန်ကုန်သူအချောအလတ်လေးနဲ့ပေါင်းဖက်ခွင့်ရလို့ခင်မောင်လွယ်အပျော်ကြီးပျော်နေချိန်မှာရွာမှာခြံခဲ့သည့်မောင်ဝေခြံကတော့အသေးနှလုံးတွေမှွားကြသွားတယ် ချစ်ကပါလီပြည့်စည်သွားလေ။နောက်သူ့ဘဝတစ်ခုလုံးကိုပါပြတ်ထုံးအောင်ပြုတ်လောက်လိုက်တာပဲဖြစ်တယ်။ခင်မောင်လေးမိမလေးကချောတယ်တဲ့။အေးလေအယုတ်ကလေးကြားနေတာပဲ။မှန်ပြီလို့တည်းထဲ့ပြီးအလှကြည့်ဖို့တောင်ကောင်းတယ်။တနည်းလောက်ကြပြီးသူနဲ့ပတ်သက်ပြီးစကားတွေပျောက်ကွယ်လောက်သည့်အချင်းကြမှာခင်မောင်လေးသူ့မိမကိုခေါ်ပြီးရွာပြန်လာတယ်။ဟုတ်တော့ဟုတ်တယ်။ကိုတော့ကမငွေကြိုက်သေးစင်ကခင်မောင်လေးပေါ်ဖြစ်တဲ့ဟဲ့ပြူစုကဒေါသထွက်ခဲ့တဲ့သူတွေ။ ခုတော့တွေးအေးသွားကြပြီခန်းစားချက်ပြင်းပြင်းထန်ထန်မရှိရတော့ခင်မောင်လွင်ရွာပြန်ရောက်ပြီဆိုတာနဲ့ခင်မောင်လွင်ဤမိမရန်ကုန်သူဘလောက်ချောတယ်ဆိုတာပဲစိတ်ဝင်တစားသိကြည့်နေကြတယ်ခင်မောင်လွင်ဤအိမ်ကိုနှုတ်ဆက်တလို့လို့ဘာလို့လို့နဲ့အကြောင်းမရှိအကြောင်းရှာပြီးတွားကြည့်ကြတယ်အုံးကင်မင်းအလှပကိုတွေ့တော့ချီးမွမ်းပြောဆိုကြတယ်ခင်မောင်လွင်ဝမ်းသာသွားတယ်